ဒီကောင်ကကျွန်တော်တို့ဒီဟိုအဖွင့်နေမနေတော့ဘောနော်ဒီကျွန်တော်တို့ရှာလာတဲ့ဒီ6ရှစ်နဲ့တွဲရမယ်နောက်တစ်လုံးဘောနော်အဲ့ဒါနဲ့တွဲပြီးထိုးဖို့တော့ထိုးွက်ဒီအရေးပေးတဲ့ဗီဒီယိုဖိုင်ဖြစ်တယ်ဘောနော်အဲ့တော့အဲ့ဒီကောင်ရင်ကြည့်ကြည့်မယ်ဘောနော် သူကလည်းဒါဟိုထိတ်စီးပါပဲဘလုံးမျိုးသွားနေလဲဘောနော်အဲ့ဒါလေးချက်စာကြည့်မယ် တစီဟိုဖြစ်နိုင်ကြီးပေါ့နော်3ရယ်ဒီ4ရယ်3ရယ်ဒီ4ရယ်ပေါင်းရင်ဒါ1ပေါ့နော်သူကဒီမှာကတူခြင်းနဲ့1ဖြစ်တယ်ပေါ့နော်1ဆိုပြီးဒီမှာ1စဖြစ်တယ်တခါဒီမှာက3ရယ်1ရယ်3ရယ်ပေါင်းရင်ဟာဒါဒီကျွန်တော်တို့1ပဲနော်1ပဲနော်အဲ့တော့နောက်တစ်ခါ ဒီမှာလည်းအပေါ်မှာတခွင်ကျန်နေရတယ်နော်အပေါ်မှာတခွင်ကျန်ဒီမှာ၄ရယ်ဒီ၆ရယ်ဒီ၁ရယ်နော်၄၆တဲ့ပေါင်းညင်းဒီလဲ၄၆တဲ့ပေါင်းညင်းဒီလဲဒီ၁ပဲဗောနော်ဒီ၁ပဲအဲ့ဒါဆိုတော့၁၃ကျင်းဖြစ်ထားတယ်ဗောတစ်သုံးညင်ဖြစ်ထားတယ်ဆိုရင်ကျွန်တော်ဒီမှာခွန်ရယ်ခွန်ရယ်ဒီခွန်ရယ်ပေါင်းမယ်ပေါ့နော်ဒီခွန်ရယ်ပေါင်းမယ်ဆိုရင်ဒါဒီကျွန်တော်တစ်ဖြစ်မယ်ပေါ့နော်တစ်ဖြစ်မယ်တစ်ဖြစ်မယ်ပေါ့ ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာခွန်ထိတ်ဆိုတာရတယ်ဗောနော်ခွန်ထိတ်ဆိုတာတခုဒီမှာစပြီးရတယ်ဗောနော်ခွန်ထိတ်ခွန်ထိတ်ဆိုတာတခုစရတယ်เนาะကဲဟုတ်ပြီအဲ့နောက်ထပ်ထပ်ပြီးတော့ကြည့်ရမယ်ဗောနော်နောက်ထပ်ထပ်ပြီးကြည့်မယ်အဲ့ဒီမှာတော့နောက်ထပ်တွေ့ရတဲ့ခွန်ထိတ်တခုဗောနော်ခွန်ထိတ်တခုကဘယ်လိုမျိုးဖြစ်လဲဆိုတာစကြည့်မယ်ဒီ၃ညဗောနော်အဲ့၃ညဖြစ်ဖို့အတွက်ဆိုရင်လည်းသူကဒီလိုမျိုး ကိုခွန်ကိုခွန်ရဲ့ရက်လေးရေနော်တုံညလာဖြစ်တယ်ကိုခွန်လေးရဲ့တုံညဖြစ်တယ်တခါဒီမှာကျွန်တော်တို့ဒီခွန်ဖြစ်ဖို့အတွက်ဆိုရင်တဲ့ဒီဒီခွန်ဖြစ်တာကဘယ်လိုမျိုးဖြစ်ခွန်ဖြစ်လဲဆိုရင်ဘယ်လိုခွန်ဖြစ်လဲဆိုရင်တဲ့ဒီမှာဒီရှေ့ရေဒီကိုရေပေါင်းတော့ခွန်ခွန်ရေဒီရက်တုံညရေထပ်ပေါင်းတော့လေအဲ့တုံညနဲ့ထပ်ပေါင်းတော့လေခွန်မယ်နော်ခွန်တုံညခွန်ဒါဆိုရင်ဒီမှာကျွန်တော်တို့နောက်ထပ်က ကိုဆိုရရှိတယ်။တုံညခုံကိုဖြစ်ရမယ်ဆိုရင်ဒီမှာကိုသုံးရှိနေနှစ်ပေါ့ဗျာ။နော်နှစ်ဆိုတော့ကိုဖြစ်ဖို့အတွက်ဆိုရင်နှစ်ရှိနေတော့ကိုဖြစ်ဖို့အတွက်ဆိုရင်မထည့်ရမယ်။နော်ဒီမှာကဒီပွဲဒီကျော်ခွန်ထဲမှသာလင်ကိုဖြစ်မယ်နော်ခွန်ထဲမှသာလင်တုံညခုံကိုဖြစ်မယ်ဒီတုံညဒီခွန်ဒီကိုဖြစ်မယ်နော်တုံညခုံကို ဒါဆိုရင်ဒီမှာဒီလဲကျတော့ဘာရလဲဆိုရင်ခွန်ထိတ်ဆိုတာတခုရရတယ်ဗောနော်ခွန်ခွန်ထိတ်ဆိုတာတခုရရတယ်ခွန်ထိတ်အဲဒါဆိုရင်ခွန်ထိတ်ဒီဒီမှာနှစ်ချက်ဖြစ်တယ်ဗောနော်ကဲနောက်ထပ်တစ်ချက်ထပ်ကြည့်ကြမယ်နော်ခွန်ထိတ်ကိုအဲ့တော့ဒီမှာလဲအဲခွန်ထိတ်တခုရှိတယ်ဗောနော်ခွန်ထိတ်တခုရှိတယ်ဘယ်လိုမျိုးလဲဆိုတာကြည့်မယ်ဗောနော်ဒီမှာဆိုရင်ဒီနှစ်ရဲ့ ဒီတရဲ့ပေါင်းခြင်းဟာ၃ပေါ့နော်၃ဆိုပြီးဒီနှလုံးပေါင်းခြင်းဟာသူ၃ရတယ်ဆိုအဲ့တော့တော့ဖြစ်ဖို့အတွက်ဆိုရင်လည်းသူကဒီနှစ်တက်ပေါင်းခြင်းက၃ပေါ့နော်နှစ်တက်ပေါင်းခြင်း၃ င်းနေပေါင်းခြင်းက3ဖြစ်လို့မလို့3ဖြစ်လို့မလို့ဒီလိုမျိုးသူကတည့်ရဲ့ရှိရဲ့တည့်ရဲ့ရှိရဲ့၄ရဲ့ပေါင်းခြင်းကသူက3ဖြစ်တယ်နော်3ဖြစ်တယ်3ဖြစ်တယ်တခါဒီမှာ2ရဲ့ဒီ2ရဲ့ဒီ၄ရဲ့ပေါင်းခြင်းက6เนาะ၄ရဲ့ပေါင်းခြင်းညီလုံးပေါင်းခြင်းက6 6ဆိုတော့သူကဒီမှာဒီ9ရဲ့9ရဲ့3ညရဲ့ ခွန်ရဲ၉ရဲ၃ညရဲ့ပေါင်းခြင်းအားဒီမှာခွန်၉၃ညပေါင်းခြင်းကလည်းသူက၆ဖြစ်တယ်ပေါ့နော်၆ဖြစ်တယ်၆ဖြစ်သွားဒီ၆ပေါ့နော်ဒီ၆ဖြစ်တယ်ဒါဆိုရင်ကျွန်တော်ဒီမှာဒီ၁ရဲ့ဒီ၃ညရဲ့ပေါင်းခြင်းရ၁ပေါ့နော်၃၆၁တိဆိုတော့တဖြစ်ရမယ်ဆိုရင်ဒီမှာများတဲ့68ပေါင်းကြီးက၄ရှိနေ ဒေးရှင်နေတော့တစ်ခွန်ထဲမှာသာလင်းတော့တစ်ဖြစ်မယ်ပေါ့နော်ခွန်6ပေါင်းကြီးကတစ်ဖြစ်မယ်ပေါ့နော်ဒီတစ်ဖြစ်မယ်ပေါ့ဒါဆိုရင်ဒီမာဒီလဲကျွန်တော်တို့ခွန်ထိတ်ခွန်ထိတ်ဆိုတူရအဲ့တော့ခွန်ထိတ်ဒီတူချင်းနေရဒီလိုရှားတဲ့ဟာနှစ်ချက်နေဆိုသုံးချက်ဖြစ်သွားတယ်နော်ခွန်ထိတ်ဒီကျွန်တော်တို့သုံးချက်တူရရပေါ့နော်ခွန်ထိတ်သုံးချက်တူရကဲဟုတ်ပြီအဲ့တော့အပိတ်ထဲမှာနောက်ထပ်တစ်လုံးတွေ့လာတာရှိအဲ့ဒါလေးဆက်ကြည့်ကြနော်အဲ့ဒါလေးဆက်ကြည့်ကြဒီမှာပေါ့နော် ီကိုကိုလေးရေဒီခွန်ရေဗျနော်ကိုလေးခွန်ကိုလေးခွန်ကဒုံညာဗျနော်ဒုံညာဆိုအဲ့ဒုံညာကိုလေသူကဘလုံးမျိုးပြန်ပြီးတော့ဒုံညာဖြစ်လေဆိုဒီနှစ်ရေဒီကိုရေဒီကိုရေဗျနှစ်ကိုကိုဆိုပြီးတော့ဒုံညာပြန်ပြီးတော့ဖြစ်တယ်ဗျနော်ဒုံညာပြန်ဖြစ်တယ်တခါကျွန်တော်ဒီမှာဒီ၈တိ ဒီ shit ကကို9ရဲ့9ရဲ့ပေါင်းရင်း shit เนาะ shit အဲ့ဒါဒီကျွန်တော် shit ဆိုပြီးရ shit ကိုပေါင်းရင်း shit ရတယ်ဒါဟိုသူကပြန်ပြီးတော့ဘယ်လိုမျိုးပြန်ရှင်းမလဲဆိုရင်ဒီ2ရဲ့ဒီ shit ရဲ့ဒီ shit ပေါင်းရင်း3ညเนาะ2 shit ပေါင်း30ဒီရ shit နဲ့ပေါင်းတော့3ည sorry shit เนาะ shit ငရှိရှိပေါင်းရင်ရှိပေါ့နော်တုံညာရှိတုံညာရှိနော်အဲ့လိုမျိုးရိုက်တာဒါဆိုရင်ကြော်ဒီမှာကိုခုရေတုံးရင်ပေါင်းရင်ကိုပေါ့နော်အဲ့ကိုရတယ်နော်အဲ့တော့တုံညာရှိကိုဆိုလာရမယ်ပေါ့နော်တုံညာရှိကိုပေါ့နော်ဒါဆိုရင်ဒီဘက်မှာကျွန်တော်ကိုပြန်ဖြစ်ပြရမယ်ပေါ့နော်ကိုပြန်ဖြစ်ပြဖို့အတွက်ဆိုရင်ဟုတ်ဖြစ် ုဖြစ်ဖြစ်ဘူးလို့ဆိုရင်ဒီမှာတစ်ရှိတယ်တစ်ရှိတယ်ဒီတစ်ရေဒီကိုရေဒီရကိုရေပေါင်းပါကိုဖြစ်နော်တုံညာရှိကိုဒါဆိုကိုပိတ်ဆိုတာရှိကိုပိတ်ဆိုတာရှိနော်ဒီမှာဒီဆိုင်မှာဒီဆိုင်ရတုံညာရှိကိုဖြစ်ဖြစ်မယ်ဆိုရင်ကိုပိတ်ဆိုတာရှိတော့ကျွန်တော်တို့ကရထားတာတွေက6ထိပ်အဲ10ပိတ်တွေရတယ်နော် 6ထည့်ကြီး6ထည့်ကြီးရတယ်6ပိတ်ကြီးရတယ်7ထည့်ကြီးရတယ်8ပိတ်ကြီးရတယ်အခု9ထည့်ရှိတယ်เนาะအဲ့တော့ကျွန်တော်တို့စပြီးတော့ကလန်းတွဲကြည့်မယ်ဒါဆိုရင်9ထည့်နဲ့တွဲမယ်ဆိုရင်9ရှိရှိမယ်เนาะ9 6ရှိမယ်9ရှိမယ်เนาะ9ရှိမယ်9 9ပေါ့เนาะ9ရှိရရတော့ကျွန်တော်တို့6ချီ6 6ဆိုရှိမယ်6 6ဆိုရှိမယ် နော်6 6ပြီးတော့ကျွန်တော်တို့8နဲ့9နဲ့တွဲရင်တော့8 9ဆိုတာရှိ6နဲ့9နဲ့တွဲမယ်ဆိုရင်6 9ဆိုတာရှိနော်ဒါ9ပိတ်တွဲတာပေါ့နော်ဟိုပြောရရင်တော့6ကုန်8 9ပြီးလို့ပြောရရင်လည်းပြောလို့ရနောက်တစ်ခုကတကယ်လို့များအပူတွေပဲထွက်ခဲ့မယ်ဆိုရင်ကျွန်တော်66တို့ရှစ်ရှစ်တို့ရှိနော်ရှစ်ရှစ်ကောင်းဆိုရှစ်ဒီလေထိပ်ပိတ်တွေ့တယ်6ဒီလေထိပ်ပိတ်တွေ့တယ်ပေါ့နော်အဲ့တော့ခွန်8ခွန်6ခွန်9ရှိမယ် 6ရှိရှိ6ရှိမယ်7 9ရှိမယ်69ရှိမယ်66ရှိမယ်8ရှိရှိရှိမယ်ဒါဆိုရင်တော့စုံပါပြီပေါ့နော်စုံပြီဆိုတော့အဲ့ဒါကျွန်တော်တို့ထိုးကွက်ကအဖွဲ့နေမနဲ့ထိုးကွက်ကထားပါပဲပေါ့နော်အဲ့ဒါအိုက်ထဲမှာတော့ကြိုက်တာလေးတွေကတော့ဗာလေးတွေရှိလေပေါ့နော်ဒီမှာဆိုရင်ကျွန်တော်6ရှိရှိ6ကတော့ထိုးရမှာပေါ့နော်နောက်ကြတော့ကျွန်တော်8 9ကြိုက်တယ်ပေါ့နော်နောက်9နဲ့ပတ်သက်တဲ့အကွက်တွေကဆိုရင်ဒီ9 9ကြိုက်တယ် တော့ခွန်ခွန်ရှိကြိုက်တယ်နော်ခွန်ကိုခွန်ရှိခွန်6ဘောနော်ခွန်လည်းမသလိုဘူးကြိုက်တယ်6ခွန်ရှိကိုအခွေလို့လည်းပြောလို့ရတယ်ဘောနော်6ခွန်ရှိကိုအခွေလို့လည်းပြောလို့ရတယ်အထိုင်နေနဲ့အထိုင်နေနဲ့ဆွဲမယ်ဆိုရင်တော့အဲ line တိတ်ကြီးလမ်းကြောဘာညာဆွဲခြင်းလည်းဆိုတော့6နဲ့ရှိကတော့ကတိဆွဲလို့ရတယ်ခွန်ကတော့ကျွန်တော်ထိတ်စီးအနေနဲ့ခြင်လို့ရတယ်ဘောနော်ခွန်ထိတ်ဆိုပြီးခြင်လို့ရတယ် ခွန်လေးဆွဲလို့ရတာပေါ့နော်6ရှစ်ကတော့ဗတ်တီကန်နေရတယ်ခွန်ထိတ်ကတော့ကျွန်တော်တို့ထိတ်စီဆွဲလို့ရပါတယ်နော်ခွန်ထိတ်ဆွဲလို့ရတယ်ဘာလို့ခွန်ထိတ်ဒီလဲကျွန်တော်တို့ခွန်ဒီလဲ၃ချက်တွေ့တယ်ပေါ့နော်၃ချက်တွေ့တယ် channel တခြား6ရှစ်ဒီလဲတွေ့တယ်အဲ့တော့ဒီ6ခွန်ရှစ်ပြီးရင်ပြီးမပြီးရင်6ခွန်ရှစ်ကိုပြီးနိုင်တဲ့အနေအထားရှိပါတယ်ဒီအားလုံးပဲကျွန်တော်ဖွင့်နေမယ်ကံကောင်းကြပါစေ။